အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာတကုံဦးစန်းွေရေးသားတဲ့ဗုဒ္ဓကိုယ်တိုင်ဖြေချခဲ့ရသော မေဂွန်နေပြက်တနာများဘောင်းချုပ်ဆိုတဲ့စာအုပ်ထဲမှာနတ်သမီးအားထိုနတ်သားကြောက်အားပါကြောင့်ပိုတနီးဆိုတဲ့ပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပြက်တနာနတ်သမီးများမေးလျှောက်သူနတ်သားတပါးမြတ်စွာဘုရားတပည့်တော်ဤကိုကိုရာဖြစ်တော်မူပါ။တပည့်တော်ဤပုံအောင်ရာ မိခိုရာဖြစ်တော်မူပါဖျာတပိတော်အားကဲတော်မူပါဖျာတပိတော်ကိုဖန်ဆာရန်ဘလူးမတရေမတွေတပိတော်နောက်သို့လိုက်လာကုန်ပါပြီကဲတော်မူပါဖျာကဲတော်မူပါဖျာကြောင်ရွထိတ်လန့်စိတ်ထားမမှန်အားကိုးရရှာသောအတန်ဖြင့်အလင်းတစောဗုဒ္ဓထံတော်သို့ပြေးလာပြီးရှောက်ထားသူကလူမဟုတ်ချေနတ်သားတစ်ပါးဖြစ်လေသည်ဗုဒ္ဓ၏ရှေတော်မှောက်ရောက်တော်လဲ ယွန်းကြောက်စိတ်ကမပြောက်သေး။နောက်တော့ပြန်လဲ၍ကြည်ကကြည်ကအာကူသောမျက်နှာနှင့်ဗုဒ္ဓ၏ရှိသူမတိမတာတရွေ့ရွေ့ရွေ့နေ၏။နတ်သားဖြစ်ပါရဲ့တစီတရေကိုဒီလောက်တောင်ကြောက်ရသလား။ထိုဘလူးမှတရေမှဆိုသူတို့ကမိကဲ့သို့သောသူများ ဖြစ်လေသနည်း။စင်စစ်ဆိုသော ထိုဘလူးမှတရေမှဆိုတော်လေထိုနတ်သား၏အထင်သာဖြစ်၏။တကယ်ဘလူးတရေမှများမဟုတ်။အလွန်ချောလွန်လှသည့် ဝိုးနဲ့သူစားနတ်ကညာများသာဖြစ်လေသည်လှမ်းကြည့်လင်လိုက်လာသောနတ်သမီးများကိုမြင်ရ၏ထိုနတ်သားကနတ်သမီးများသူ့နောက်သို့လိုက်လာသည်ကိုမြင်လေလန့်လေဖြစ်နေ၏နတ်သမီးများဗုဒ္ဓ၏ရှေ့တော်မှောက်သို့ရောက်ရှိလာကြပြီးရိုသေစွာမြတ်စွာဘုရားအားရှခိုးကြော့ပြီးနောက်နတ်သမီးများ၏မျက်လုံးများသည်ထိုနတ်သားစီသို့ရောက်သွားကြလေကုန်၏ဤပြည့်ရက်ကအလွန်ဆန်း၏ သင်္ဃာထာဝကတန်ရုံ၌လာ၏ထိုနှစ်သားသည်အဘဲကြောင့်လန့်နေသည်။နှစ်သမီးကိုပင်သူစိတ်ကအဘဲကြောင့်ဘလူးတရေမတွေဟုထင်လေသည်။ထိုဖြစ်ရက်ကဤသို့ဖြစ်သည်။လူသူမနီသော တောကြီးမြိုင်ချာ အလဲခေါင်လောက်တွင်တစ်ခတ်မိုးကျောင်းကလေးတစ်ဆောင်ရှိ၏။ထိုကျောင်းကလေးအတွင်၌ယဟန်တပါတရားအားထုတ်နေ၏။ဥပရိယုတ်တန်၏အသားဝါ၏ အရွယ်လဲနှူသေး၏အသက်အားဖြင့်25နှစ်ခန့်မှန်းနိုင်၏ယောဂီပုဂ္ဂိုလ်ပဇင်းပြိုကလေးသာတည်းသူကဖျားသားတော်ပီသားလာ၏ဗုဒ္ဓထံတော်မှကမ္မထံတရားကို ခံယူခဲ့ပြီးမစုံမနစ်သောလုံလဖြင့်နိဗ္ဗာန်ကိုဥတီ၍ကျင့်နေ၏ဝိပဿနာတရားကိုအာကူပါကူအာထုတ်ရင်ဒုက္ခလက္ခဏာကိုကောင်းစွာထင်လာလေသည် သူဤသက္ခုအာယုန်တွင် မြင်မြင်သမျှပူပူရွရွတွေကိုဒုက္ခကောင်းတွေဒုက္ခတုံးတွေဒုက္ခခဲကြီးတွေဟုထင်လာသည်ငါနိဗ္ဗာန်နဲ့နီးပြီထင်လျက်ဟု၍တဲကြီးမဲကြီးဇွဲကောင်းကောင်းနဲ့အားထုတ်လေ၏ငါဒီဘဝမှာပင်ခန္ဓာကင်းပြောက်ကနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရမည်နိဗ္ဗာန်ကိုမျက်မှောက်မပြုသမျှအယိုးကြည်ကြည်အေးဆုံဆုံငါနောက်မဆုံးနိဗ္ဗာန်ကိုမျက်မှောက်မပြုရမချင်း ဤနေရာမှငါမထဟု၍အစာတပြက်ပြက်ရေအငန့်ငန့်နှင့်ကျင့်လေသည်။ထိုပစင်းပြိုယောဂီကိုတော်ကလေး၏မလျှော်သော လုံလဖြင့်တရားအားထုတ်နေချိန်တွင်တာဝရင်သာနတ်ပြည်၌စနစ်ယူဇနာရှိသော ရွှေဘိမှန်ကြီးမှစိုးပိုင်သူနှစ်သားမရှိသဖြင့်ခြောက်တွေ့နေ၏။ထိုဘိမှန်ကြီး၏ဝဲရနတ်ဘုံဆောင်များတွင်မူနတ်သမီးတွေအပြည့်ရှိနေ၏။ထိုနတ်သမီးတို့ကရွှေဘိမှန်ကြီးသို့ ရောက်လာမည့်နေသားအားခါစားဖြော်ပြကြမည်နေကညာတွေဖြစ်၏။ဤရွှေဘိမ်းမန်းကြီးတို့ရောက်ရှိလာမည့်နေသားကိုသာပေါ်လာနိုးနိုးဖြင့်ညှော်ကိုနေကြကုန်၏။ကုသိုလ်ကံပေါ်လင်တနည်းနည်းမှာငါတို့ပြောကြရမှာပဲဟု၍ဖူးစာရှင်နတ်မောင်မောင်ကို ပုံဆောင်ထက်ကစောင့်နေကြကုန်၏။ထိုတော်ရဆံပြော ကမ္မထန်းကိုတော်ကလေးကဝရိယလွန်ကဲကတပတ်စွန်းရောက်နေ၏။တွေမီ ဘိကဝေအန္တာပပစီတေနာနာတေဝိတ္တပါအစွန်းနှစ်ဖက်သို့မရောက်စေဘဲမြစ္စည်းမပရိပဒာလမ်းတိုင်းကျင့်ရမည်ဟုသောဗုဒ္ဓ၏ညွန်ကြားချက်ဝါဒကိုတတိမထားမိလေဒီခန္ဓာကောင်းကြီးရှိနေ၍သာငါဆင်းရဲနေရသည်ဒီခန္ဓာကောင်းကြီးမရှိလင်ငါဆင်းရဲမည်မဟုတ်ဒီခန္ဓာကိုယ်ကောင်းကြီးအသက်ရှိရေးအတွက်နေစဉ်အစာကျွေးနေသောဒင်းအသက်ရှိနေမည် ငါမှာအရေးကြီးနေသည်ကနိဗ္ဗာန်နိဗ္ဗာန်ကိုရမှအေးမည်စိတ်ချရမည်ဒုက္ခခတ်သိကင်းငြိမ်းသွားမည်ဤသို့အတွေ့ရောက်ပြီးထိုကိုယ်တော်ကလေးသည် ခန္ဓာကိုယ်၏အလိုသို့မလိုက်လေပဲအစာကိုဖျက်ပြီး အငက်ခံ၍တရားအားထုတ်လေ၏တစ်ပင်များသည်ပင် အစာဒီဟုသော ရေကိုမမီဝဲရခြင်းကအားပြတ်ပြီးတပြေးပြေးတွေ့ချောက်ကနောက်ဆုံးတွင်အသက်ပါပြောင်းရလေ၏ လူကျွဲနွားစသောတတဝါဆိုသည်မှာလေအာဟာရအစားစာကိုသာမိတွယ်လျက်အသက်ရှင်နေကြရကုန်၏အစာငတ်ကအသက်ပင်ပြက်လိမ့်၏ယောဂီပဇင်းပြို့၏ဒိဋ္ဌံချက်သည် အသက်ကိုပင်ရန်ရှာမိအခြေသို့ ရောက်လာ၏တင်းမြင်ခွေကိုမဖြုတ်လေးပဲအားထုတ်လာခဲ့ရမှ၄-၅ရက်လောက်အကြာတွင်အသွေးသားခေါင်းပါ၆ကပ်ဖြူပတ်ဖြူရဖြစ်လာ၏တို့နှင့်လည်း တင်မြင်ခွင့်မပြတ်တရားဘက်ကိုသာအာယုံစိုက်ထားလေသည်ဒီခန္ဓာနှင့်ဒီကိုယ်ကငါဤနောက်ဆုံးဘဝဖြစ်ရမည်ဟုပေသည်တိုးတော်ဒုက္ခများစူးစမ်းရှာပါလျက်ထင်တိုင်းမပေါက်ချီသူမျော်မှန်းထားသည်နိဗ္ဗာန်မရောက်ခင်အစာပြတ်လေသောကြောင့်တင်မြင်ခွင့်တရားအားထုတ်လျက်နှင့်ပင်အသက်စီဝိန်ချုပ်သွားရရှာလေသည်ယောဂီပုဂ္ဂိုလ်ထိုကမ္မထံကိုရောကလေးတင်မြင်ခွေရက်သာ တက်ရှင်လောကမှာပြည်ဖုံးကားချသွားခြင်းနဲ့မရှိမနောက်မှာပင် နှစ်ပေါင်းများစွာကရွှေဝါမဖြိုးတညိုးမေမေနှင့်ရှိနေသောတာဝရိန်ဘုံပြန်မှရွှေဘိမှန်ကြီးမှတဝင်းဝင်းတလက်လက်နှင့်အယောင်တွေထွက်လာလေတော့သည်ထို့သောရွှေဘိမှန်ကြီးပြိုပြိုပြက်ပြက်တလက်လက်တဝင်းဝင်းတလင်းလင်းတောက်ပလာသည်ကိုနေသမီးများတွေးသိကြရလေသောအခါရှင်မယိုဟိုမှရှုကြစမ်းပြိုပြိုပြက်ပြက် တလက်လက်တဝင်းဝင်းနဲ့ရွှေဘိမ့်မကြီးလင်းထိန်လာပါပြီကော။နတ်ရွှေဘုံပြန်စိုးစံလေးမြီနတ်သားရောင်များရောက်လီမလားမသိ။လာရှုကြည့်ကြည့်ကြပါကုန်စို့။ဘူး၍မိုးနတ်ဒေဝီတိုက်တို့ဂရိုင်းကြိုင်ရွှေဘိမ့်မစီတို့တွားကြလေကုန်၏။နတ်သမီးများရွှေဘိမ့်မတို့ရောက်တွားကြလေသောအခါဟာကနေဟင်ကနေဖြစ်ကုန်လေ၏။ဟင်ဘလို့ပါလဲ။ဟာဘယ်နဲ့ပါလဲ။ဟို့ အံဩသောမျက်လုံးများဖြင့်သုံးသက်ရှုမောအံဩမဆုံးဖြစ်နေကြလေ။အဘဲကြောင့်ဆိုသောမှန်းချမ်းနှင့်နှမ်းထွက်မကြိုက်သောကြောင့်ဖြစ်၏။သူတို့အံဩမိဆိုကလည်းအံဩလောက်ပေသည်။ရွှေဘိမှန်ကြီးဤရှိတွင်နတ်သားတစ်ပါးရောက်လာသည်ကမှန်၏။သို့သော ထိုနတ်သား၏ခြေနေကို မြင်ရသောအခါနတ်သမီးတို့သည်စိတ်ဓာတ်များကြဆင်းကုန်လေ၏ရွှေဘုံပြန်မှာနတ်စည်းစိမ်ခန်းစားရတော့မှမဟုတ်ပါဘူးဟု၍ ညီးသူကညီးဦးကောင်းကိုမတိမတာခါသူကခါနဲ့ရှိနေကြကုန်၏ထိုနေသားကအင်ဒြေတော်ရင့်ကြလာ၏သူကိုယ်သူ ယဟန်ဘဝမှစုတေးသည်ဟု၍မထင်ယခင်ယဟန်၏အသွင်တိုင်းစူးဆိုင်မြဲမြံရှူဝါတန်တန်နှင့်ကမ္မထန်တရားကိုတင်မြင်ခွေလျက်ရှူပွားကသာနေလေ၏နေသမီးတို့သည် မတုံမလှုပ်ကြောက်ထုရုပ်ကဲ့သို့သောနေသားကိုလှုပ်ရှားလာအောင်အကြံထုတ်ကြကုန်၏ နတ်သားဤစိတ်များရိုးတိုးရွတာနှင့်နိုးကြွလာစေရန်တာယာညင်ညောင်းစောင်းညင်ပတ်တာတူရိယာ၅ပါးတို့ဖြင့်ရွှေနတော်တွင်သူကတွင်အချင်းဆိုသူကဆိုထိုနတ်သားအားဖြောပြေကြကုန်လေ၏မိမိကိုယ်ကိုယဟန်ဟူ၍ပင် ထင်းနေသေးသောထိုနတ်သားသည်စူးစူးညံ့ညံ့တန်များကိုကြားရလေသောအခါသူ့ကြောင်းကို မာရုကာမများ လာရောက်ပြီးလဲလဲကြည့်ရှုကြသည့်အထင်းနှင့်အမြင်တင့်တယ်တက်ပေစေရန် သင်္ကန်းပြင်၍လက်ကတော့ထိုးတဲ့ကဲ့သို့မိမိဤဝလဲတော်နှစ်ပါးစိုးကို သင်္ကန်းလက်ကတော့ထိုးသည့်ပမာလက်ဝဲဘက်ပခုံးစုံပေါ်တင်းလိုက်လေ၏ပြီးလင်တရားရှုပွားနေဟန်စက်ခုအင်ရီခြာမြဲခြာနေလေ၏ဤတွင်ထိုးပြုမှုများကို မြင်လေသောအခါလက်သမီးများကရိတ်စားမိလာသည်ဤနှစ်သားဟာယဟန်ဘဝကလားတဲ့နှစ်သားပဲဖြစ်မယ်သူကိုယ်သူယဟန်ဘဝမှာစုတေစိတ်ကြွေ နဘဝသို့ရောက်ရှိလာမှန်တိဟံမတူရှာသေးဘူးဘဝတည်းတစ်ဖြက်လဲလာမှန်တိအောင် သူရှိက ကိုလုံးပေါ်မှန်ကြီးကိုထောင်ပြမှတော်မယ်ဟူ၍ကိုလုံးပေါ်မှန်ကြီးကို ယူဆောင်၍ထိုနှစ်သားရှိတွင် ထောင်ပြကြလေ၏ဤသို့ပြလေသောအခါမှန်ကြီးမုံထဲတွင်မိမိ၏ရုပ်ပုံအသွင်ကိုမြင်လက်တော့လမ်းပြတ်သွားလေ၏ဖြစ်ရလေခြင်းဟူ၍သူကိုယ်သူခံပြင်းနေ၏ဤသို့ကြီးမုံမှန်ကြီးတဲက သူ့ရုပ်လွှာကို ကြည့်နေစဲတွင်နတ်သမီးတဝီအလွန်ချိုသာသောအတန်ကြားလာလေ၏။"အိုးအရှင်နတ်သားတတိရှိတော်မူပါလော။ဤလောကသည်နတ်လောကဖြစ်ပါသည်။ယဟန်လောကမဟုတ်တော့ပါ။ဖုံးကံပါရမီတော်ထူးခြားသည့်အတွက်နတ်စည်းစိမ်ကိုခန်းစားရန်ရောက်ရှိလာခြင်းဖြစ်ပါ၏။နတ်တို့ဤစည်းစိမ်ကိုခန်းစားတော်မူပါလော။အရှင်နတ်သား"ထိုစကားကိုကြားရသောအခါတာ၍စိတ်မချမ်းမသာဖြစ်လာပြီး မှန်ကြီးမုံကြီးတွင်ကသူ့မျက်နာကိုလက်ညှိုးနှင့်ထိုးကထိုးကဒါဟာငါငါဒါကိုမလိုချင်ဘူးနတ်သမီးနဲ့နတ်စည်းစိမ်ခံစားလို့နတ်စည်းစိမ်ကိုမမောလို့ငါတရားအားထုတ်တာမဟုတ်ဘူးဝိုစင်းရဲ့အပေါင်းမှလွတ်မြောက်ရာနိဗ္ဗာန်ကိုလိုချင်လို့နိဗ္ဗာန်သို့ရောက်ခြင်းသည့်အတွက်စင်းရဲ့ပင်မကြီးစွာခံ၍ငါတရားအားထုတ်ခြင်းဖြစ်သည်သူကိုယ်သူကြိုးကြားစားစကားဆိုပြီးနောက် နတ်သမီးများကိုလှည့်ကြည့်လိုက်ရာရွှင်ပြုံးမူရနှင့်သူကိုကြည့်နေသောနတ်သမီးများကိုမြင်လျင်တစေမရီတရေမရီဟုလန်အော်လျက်ထိုနတ်သားသည် ထွက်ပြေးလေတော့၏နတ်သမီးများသည် ပထမတွင်ကြောင်စီစီနှင့်ကြည့်နေပြီးနောက်တွင်မူထိုနတ်သားပြေးရသောတကောင်းကောင်းလိုက်ကြကုန်လေ၏ထိုနတ်သားကစွမိစွရပြေးရမှ အလွန်တာယာလှစွာသောနန္ဒဝန်နတ်ဦးရင်ကြီးထဲသို့ရောက်သွားလေသည် ။သို့တော်ထိုနှစ်သားကနန္ဒဝံဥယျာဉ်ကြီးကိုလည်းတစေတရေတို့ခိုးအောင်ရာကြောင်းကိုကြောင်းပြက်ကြီးဟုထင်နေ၏။နတ်ပြည်ရောက်တော်လဲသူ့အဖို့တွင်ပျော်မွေ့စရာတစ်ခုမျှမမြင်။ဟောဟောဟိုမှာဟိုမှာဟူ၍လိုက်လာသောနတ်သမီးများကိုမြင်လျှင်ထိုနှစ်သားသည်လွရလွကြောင်းတုတ်ချေတင်းပြန်လေ၏။နောက်ဆုံး၌ကဖျားသခင်ဤရှိတော်မှောက်သို့ ရောက်သွားလေပြီသည်။နတ်သမီးတို့လည်းဖျားသခင်ရှိတော်မှောက်ရောက်အောင် လိုက်လာကြသည်။နတ်သမီးများလိုက်လာကြသည်ကို မြင်သောအခါတစေတရေတွေတပည့်တော်အားဖန်ဆားရန်လိုက်လာကြကုန်ပါပြီ။တပည့်တော်အားကဲတော်မူပါ။ဘေးကင်းရာသို့ညွန်ကြားတော်မူပါဟု၍ဂါရာပြည့်လျှောက်ထားလေသည်။ဣစရာဂါနာတန်ကုထံပိတ္တာသာကနာတေဝုတံဝနန္တံမောဟန္တံနာမကထံယရယဘောတတိဗန္တီ ဆွေးပြာထုကျွင်ဒုက္ခတဲ့ကိုကဲတင်တော်မူပေတတ်သောမြတ်စွာရှင်ထိတ်ခေါင်တင်ဖရာအိစရာဂါနတန်ခုထံနတ်သမီးတန်တို့ဖြင့်ကြွကြွညံလျက်ရှိနေပါသောပိတာသာကနာတေဝတံတရေတစီမြေဖုတ်ပိတာတို့ဤခူအောင်ရလဲဖြစ်ပေသောမောဟနန္နာမရောက်လာသူတိုင်းအားတွေ့ဝေထိုင်းအောင်မိုင်းတိုက်သည့်တဘာဝကြောင့်မောဟနဟူ၍ ခေါ်တွင် ထင်ရှားပါသောတန်ဝနံထိုနန္ဒဝံဥယင်ကြီးကိုကထံအဘယ်သို့လင်ရရရာလွန်မြောက်အောင်ရုန်းကန်ခြင်းသည်ဘဝိတ္တိဖြစ်ပါမည်နီဖျာအရှင်ဖျာနန္ဒဝံဥယင်ကြီးကိုအလွန်တရားသောဥယင်ကြီးဟုချီးကျူးဆိုပြောနေကြတော်လေတပည့်တော်၏အဖို့တွင်မူလူတိုင်းကိုမိုင်းတိုက်သောနေရာကြီးဟုထင်ပါ၏တရေတစီမြေဖုတ်ပိတ်တာပေါင်းတို့ခိုးအောင်ညာ ကျောင်းဦးကျောင်းပြည့်ကြီးနေတူလပါသည်ဆိုကတီးမှုရုတ်ရုတ်တဲတဲနား껙လူမတန်လက်သမီးများဤအတန်များကလည်းစူညံလျက်ရှိနေပါ၏ထိုနေရာမှလွတ်မြောက်ရာကိုတပည့်တော်အားညွှန်ကြားတော်မူပါဖရာဟုဆိုလိုသည်ထိုအခါမဟာကရုဏာတော်သခင်ရှင်တော်မြတ်ဖရာသည်ထိုနတ်သားအားဤသို့မြွက်ကြားတော်မူသည်ချစ်တဲ့ဘဲမက်ခင်ကဟူ၍လမ်းမကြီးတစ်ခုရှိ၏ ထိုလန်းကကိုေးကောက်ခြင်းမရှိအလွန်ဖြောင့်၏လမ်းဖြောင့်ဖြစ်၏နိဗ္ဗာန်ဟူသော အမည်နာမဖြင့်ဒေတာကြီးတစ်ခုလည်းရှိ၏ဖေးခတ်သိင်းကင်းငယ်ရာဖြစ်၍အဘယဟုတွင်၏ထိုဌာနသို့ရောက်အောင်ပို့ဆောင်ပေးနေသောယထာကြီးတစ်စင်းလည်းရှိ၏ထိုယထာကြီးကဓမ္မဒီဟုသောဘိန်းတက်ထားသဖြင့်ကြိုးကြွကြွကြွမြည်ခြင်းမရှိချစ်တဲ့ပဲထိုယထာကား မက်ကင်ယထာပင်တီထိုမက်ကင်ယထာတွင်မိစရာတကယ်လည်းရှိ၏ရန်တိုင်လည်းရှိ၏မောင်းသူယထာထိန်လည်းရှိ၏จิตပေကောင်းစွာနာလော ကောင်းစွာမှတ်လေလောမကောင်းမှုမှရက်ခြင်းမကောင်းမှုမှလန်ခြင်းဤတရားနှစ်ပါးသည်ယထာဤအမိတကယ်မည်မမေ့မလျော့ခြင်းတည်းသည်ယထာဤရန်တိုင်မည်ဖြောင်းမှန်သောအယူတမာဒိဋ္ဌိသည်ယထာထိန်မည် จิตตเปโทมักกิญยถาติหลุไรတွင်ရှိ၏မိမ့်မမာလည်းရှိ၏လူတိုင်းလူတိုင်းယထာကိုစီ ရှိကြသည်ကြီးဖြစ်၏နိဗ္ဗာန်သည် လူနှင့်ဝေးလံလှသည်မဟုတ်မက်ကင်ယထာနှင့်တွားလင်ရောက်နိုင်ပေ၏ဘုဒ္ဓသည်ထိုနတ်သားအားဤတရားကိုဟောတော်မူ၏ထိုနတ်သားနှင့်တကားနတ်သမီးတို့သည်လည်းတရားဆုံးတွင်သောတာပန်တည်ကုန်သည်အပေတကားပိတ်၍နိဗ္ဗာန်တကား ပွင့်လေပြီကြီးနားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။